အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ပထမဆုံးဗီဒီယိုလေးမှာတော့ Facebook Page တစ်ခုကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ရဲ့ Facebook Page တစ်ခုကိုဘယ်လိုစနစ်တကျစတင်ပြီးတော့ဖွင့်ရမလဲဆိုတာလေးကိုပြောပြပေးသားမှာပဲဖြစ်ပါတယ် Facebook page အသစ်တစ်ခုကိုဖွင့်လိုက်ရတဲ့အတွက်ကျွန်တော်ရဲ့ Facebook account ကိုဝင်ပြရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့ Facebook account ဖြစ်ပါတယ်။ Facebook account ကိုရောက်ပြီဆိုလို့ရှိရင် Facebook ကို စတင်ဖွင့်လျက်အတွက်ညာဘက်အပေါ်တောင်မှာရှိတဲ့ဒီဘားလေးကို click တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင် Cmo ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာ page ကိုတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ဒီ page လေးကို click တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာ page အသစ်တစ်ခုကိုစတင်ဖွင့်လျက်ဖို့အတွက် create ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်ကျွန်တော် page edit တခုကိုစတင်ဖွင့်လှစ်မနေရကိုရောက်ရှိလာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ desktop ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ဒီနေရာမှာမိမိတို့ရွေးချယ်လို့သော page name လေးကိုထည့်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီ page လေးကိုဒီတင်တဲ့အတွက်နမူနာလေးလောက်ပြတာဖြစ်တဲ့အတွက် yan digital ဆိုပြီးတော့ပဲရွေးချယ်လိုက်ပါမယ်။ပြီးလို့ရှိရင် next ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ရဲ့ page နဲ့တက်ဆိုင်တဲ့ category လေးတွေကိုလွှဲပြရမှာဖြစ်ပါတယ်။ category အနေနဲ့ကတော့ဒီနေရာမှာ၃ခုလွှဲလို့ရပါတယ်။ဥပမာကျွန်တော်တို့ကစားတောက်ဆိုင်လုပ်ငန်းကိုလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ food ဆိုပြီးတော့ရှားကြည့်ပါမယ်။ဒီနေရာမှာ food and drink, food delivery, service, စသဖြင့်ဒီအစားတောက်နဲ့တက်ဆိုင်တဲ့ category ၃ခုကိုလွှဲချလို့ရမှာပဲဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ကအဝတ်အစားတွေရောင်းတယ် page ဆိုလို့ရှိရင် fashion လို့ရလိုက်တာနဲ့ဒီနေရာမှာ fashion နဲ့ပတ်သက်တဲ့ category ၃ခုကိုလွှဲလို့ရပါတယ်။ ကျွန်တော်ကတော့ digital marketing ကိုအမြောက်ဝယ်ပေးနေတာဖြစ်တဲ့အတွက်ဒီနေရာမှာတော့ကျွန်တော်က social ဆိုပြီးတော့ပဲရလိုက်ပါမယ်။ဒါဆိုလို့ရှိရင် social media agency social service စသဖြင့်ကျွန်တော်တို့ဒီ category ၃ခုကိုရွေးချယ်လို့ရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်။ကျွန်တော်က social media agency ကိုရွေးချယ်လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ page advert category ၃ခုကိုရရှိပြီးဖြစ်ပါတယ်။ပြီးလို့ရှိရင် create ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ page နဲ့သက်ဆိုင်တဲ့ biography လေးတွေဒါကျွန်တော်တို့ page ကိုဆက်သွယ်လို့ရမယ် contact လေးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီပိုင်းလေးကိုတော့ကျွန်တော်နောက်ဗီဒီယိုလေးမှာအသေးစိတ်နှောင့်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော် next ကိုပဲနှိပ်ခဲလိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ရဲ့ profile ပုံနေနဲ့ page ကဲ cover photo လေးတွေကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်ဒါလေးကိုအသေးစိတ်ဗီဒီယိုလေးတစ်ခုထပ်ပြီးတော့ sharing ပြုလုပ်ပေးပါမယ်ဒီဗီဒီယိုမှာတော့ next ကိုပဲနှိပ်လိုက်ပါမယ် ဒါကတော့ကျွန်တော်တို့မှာ WhatsApp account ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ WhatsApp account ကိုဒီနေရာမှာထည့်လို့ရပါတယ်။အဲ့တော့ WhatsApp account ကိုထည့်ချင်သူများအနေနဲ့ကတော့ကျွန်တော်ဒီမှာ plus နေရာလေးမှာမြန်မာ +95 ကိုရွေးချယ်ပေးရင်ရပါတယ်။ဒီနေရာမှာမြန်မာ +95 ကိုရွေးချယ်ပြီးတော့မိမိတို့ရဲ့ဖုန်းနံပါတ်ကိုထည့်သွင်းပြီးတော့ဒီနေရာမှာ get code ဆိုတာကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် WhatsApp account ရှိလို့ရှိရင်ကျွန်တော်တို့ရဲ့ WhatsApp account ထဲကိုဒီ code ကလေးကြားလာမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်ဒီ code ကိုဆက်ပြီးတော့နှိပ်မယ်ဆိုရင်ကျွန်တော်တို့ page နဲ့ ဟုတ်စအကောင့်တွေကဒါ content ဖြစ်တော့မှာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ skip ကိုပဲနှိပ်လိုက်ပါမယ်ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ friend တွေကိုဒါ invite လုပ်လို့ရတဲ့နေရာဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာ channel ပြလုပ်ပေးမှာဖြစ်တဲ့အတွက် next ကိုပဲနှိပ်လိုက်ပါမယ်ဒီ session လေးကတော့ကျွန်တော်တို့ page နဲ့ပတ်သက်ပြီးလို့ရှိရင် notify တွေပို့တဲ့အခါမှာကျွန်တော်တို့ရဲ့ profile ကိုဒါ notify ပို့မလားဆိုပြီးတော့မေးတာဖြစ်ပါတယ်ဒါကတော့ default ပုံစံတွေပဲဖြစ်ပါတယ်ကျွန်တော်ကတော့ notify ပို့တာကိုသဘောကျပါတယ် ါကြောင့်မလို့ဒီနေရာကိုအောင်းထားလိုက်ပါမယ်တကယ်လို့ကျွန်တော်တို့ရဲ့ page ကနေပြီးတော့ node ပို့တာကိုကျွန်တော်တို့ရဲ့ personal account မှာမလို့ယူမှုဆိုရင်တော့ဒီ button လေးကိုပိတ်ထားပြီးလို့ရပါတယ်ကျွန်တော်ကတော့ဖွင့်လိုက်ပါမယ်နော်နောက်တစ်ခုကတော့ဒီမှာကျွန်တော်တို့ marketing အနေနဲ့ကျွန်တော်ရဲ့ page ကနေပြီးတော့ promotional ဆန်တဲ့အရာတွေ marketing နဲ့သက်ဆိုင်တဲ့အရာတွေကို email နဲ့ပတ်သက်ပြီးတော့အသုံးပြုဖို့အစီအစဉ်ရှိမှရှိကိုမေးတာဖြစ်ပါတယ်အဲဒါလေးတွေကလည်းနောက်မှပြန်ပြီးတော့ဆောင်ရွက်လို့ရပါတယ် ဒါတော့ဒီနေရာမှာတော့ next ကိုပဲနှိပ်လိုက်ပါမယ်။ဒါလေးကတော့ကျွန်တော်တို့ရဲ့ဖုန်းမှာမီတာစုဆိုတဲ့ဒီ app ကလေးအစ်တကူထွက်လာတာရှိပါတယ်။အရင်တုန်းကဒီလိုမျိုးမပေါ်ပါဘူး။ဒီကောင်လေးကတော့ကျွန်တော်တို့ရဲ့ page မှာတစ်ခါတည်းနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ page တို့ကနေ install လုပ်ပြီးမှဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒီ ADD brand အချိန်မှာဒီမီတာစုလေးကအရင်အသုံးခဲ့ပါတယ်နော်။အဲကျွန်တော်နောက်ဗီဒီယိုမှာတော့ဒီကောင်လေးကို manual ထပ်သွင်းလေးကိုမျှောက်ပြီးမှဖြစ်ပါတယ်။အဲကြောင့်မို့ကျွန်တော် done ကိုရွေးချယ်လိုက်ပါမယ်။ ါတော့ကျွန်တော် page ethernet ပတ်သက်ပြီးတော့ stack viewer ဆိုပြီးတော့ meta ဖြစ်ပါတယ်ဒါလေးကို click share နှိပ်ပေးရမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကတော့ကျွန်တော်တို့ page နဲ့ပတ်သက်ပြီးတော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင် classic page တွေကိုပြေမခွင့်တော့ပါဘူး facebook ကနေပြီးတော့ page အသစ်ဘယ်လိုပဲခွင့်ဝင်ဒါ profile page ကိုပဲပြေခွင့်တာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ profile page နဲ့ကျွန်တော်တို့ရဲ့ personal account ကိုဘယ်လိုပြန်ပြီးတော့ကူးမလဲဆိုတဲ့ test တွေကိုသူကတက်တာပေးထားတာဖြစ်ပါတယ် next ကိုပဲဆက်ပြီးတော့နှိပ်လိုက်ပါ ဒါလေးကတော့ကျွန်တော်တို့အတွက် profile page အသေးလေးတစ်ခုကိုရရှိသွားပြီဖြစ်ပါတယ်။ဒါကတော့ခုနမေးတဲ့အတိုင်းကျွန်တော်တို့ရဲ့ personal account မှာ notify ပို့မလားလို့ဆက်မေးတာဖြစ်ပါတယ်။ save ပို့ပဲနှိပ်ပေးလိုက်ပါမယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ profile page လေးတစ်ခုကိုရရှိလာတာကိုတွေ့မြင်နိုင်စီမှာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ page နဲ့ပတ်သက်တဲ့ဒီ cover photo လေးတွေ logo ပုံလေးတွေကိုဘယ်လိုထည့်ဘယ်လိုထည့်သွင်းရမလဲဆိုတာကိုဆက်ပြီးတော့မျှဝေပေးတော့မှာဖြစ်ပါတယ်။ ခုဒီဆောင်အောင်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။